ရဲဘော်တို့ဒီနေ့ဟာငယ်ချက်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတဲ့သတိတရခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူ ပေါ်ပေါက်လာခဲ့တဲ့ဒုတံပရောရဲ့20အပြည့်တံပရောနေ့ဖြစ်တယ်။တနည်းအားဖြင့်တံပရောဟာ သူတပါဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိတဲ့အမျိုးသားတံပရောဖြစ်ကူးပြောင်းခဲ့တာကို ကပီးမော်ကွန်တင်ခဲ့တဲ့နေ့ပဲဖြစ်တယ်။ နိုင်ငံလူသားရေးအတွက်တမ်းမတော်နဲ့တိုင်းရင်းသားပြည်သူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထိုးခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂေဝန်ပြုတဲ့နေရုနေ့မြတ်လည်းဖြစ်တယ်ဒုတမ်းမတော်ရဲ့တမိုင်းကြောင်းဟာမြမောက်ခေနိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့တမိုင်းကြောင်းနဲ့တသားတဲ့ဆက်ဆံနေတာကြောင့်တမ်းမတော်နှစ်80ပြည့် ပြောတဲ့ဒီနေ့ဟာဒုတံဘရောအတွက်အထူးခြားလေးနေတဲ့နေ့တနေ့ဖြစ်တယ်လို့ဒီလိုတမန်ဝင်နေရုနေမြမှာ ရေဘိုတော်ကိုတိတိတိတတာတွေကို လေးတာမှာကြားတော့မှာဖြစ်တယ်ရေဘိုတို့ဒုနိုင်ငံရဲ့တမန်ချောက်ကိုပြန်ကြည့်ရင်ဒိုင်းရင်သားစီလိုညွန့်ညွန့်မှုခိုင်မာအကောင်းခဲ့တဲ့ကာလတွေမှာပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ ထေဝါခါညာစွာယက်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုရီနေချက်တွေကတရားစတာပေါ်ကျော်ဝါတဲ့ဒုနိုင်ငံကို1824ခုနှစ်1852ခုနှစ်နဲ့1885ခုနှစ်တို့မှာမတရားကျူးကျော်စစ်၃ချိန်တိုင်တိုင်ဆင်နွှဲခဲ့တာကြောင့်နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာလုံးဝလွတ်လွတ်ဆုံးရှုံးခဲ့ရတယ်။ဒုနိုင်ငံကိုလိုနီဘဝကြာဝခဲ့တဲ့အချိန်မှာတော့ ။မြက်ချက်တွေဟာ ကာလကြာရှည်ကျုံပြုတ်နိုင်ဖို့အတွက်ပရိယေမျိုးမျိုးအနဲ့သွေးခွဲအုပ်ချုပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒိုင်းရင်သားတွေအကြားအချင်းချင်းမြုံချင်မှုတွေဟာဒုလရရှိပြီးချိန်မှာအယူဝါဒကောပြမှုတွေနဲ့ရောရှက်ပြီးကြီးမားတဲ့လက်နက်ကန်ပဋိပက္ခတွေကိုဖြစ်စေခဲ့တယ်။ဒီလိုနဲ့လက်နက်ကန်တောင်းချမှုဟာ1949ခုနှစ်မှာ ပူမှုဆိုးရလာခဲ့တာကြောင့်ဒုတံဘတော်တွေနဲ့ရန်ကုန်ဆိုးရလို့ခေါ်ရတဲ့အခြေအနေထားကနေအသက်သွေးချွေးများစွာပေးဆက်ပြီးတိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။တံဘတော်တွေနဲ့ပြည်တွင်းသောင်းချမှုတွေပြင်ပြုတ်ဖြူကွန်မန်တန်ရဲ့ကွန်မန်တန်နဲ့ဂူဂျာဟစ်ကလဆိုးတွေရဲ့ပြည်ပချုပ်ချုပ်မှုတွေကိုလည်းနှင်းနှင်းခဲ့ရတာဆွဲဆွဲမြဲမြဲမှတ်ထားကြဖို့လိုသလို့ အဲ့ဒီအချိန်ကာလအဲ့ဒီကာလမှာဗာဒီအကွဲပြဲတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံရေးအကြတဲ့ကိုလည်းအိမ်ဆောင်အစိုးရဖြင့်1958ခုနှစ်မှာတာဝန်ယူပြီးနိုင်ငံတော်ကြီးတည်ငြိမ်အောင်အခက်အခဲမျိုးစုံကြားက ဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ရတယ်1958ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရဲ့အားအနေချက်ကြောင့်တိုင်းပြည်ပြိုကွဲမဲ့အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့1962ခုနှစ်မှာလည်း တမရောကပဲကာကွယ်ဆောင်ချုပ်ပြီးခဲ့ရပြန်တယ်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်က အာဏာပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမဲဆဲဆန်တဲ့အပြုမှုတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်ရတွေထိခိုက်ပျက်စီးလာချိန်မှာလဲတမရောကပဲတာဝန်ထိန်းသိမ်းဆောင်ချုပ်ပြီးခဲ့ရတယ်။နောက်တစ်ဆယ်ပြည့်နှစ်မှာတော့ ပြည်သူများလူထားတဲ့ပါတီစိုဒီမိုကရေစီလမ်းကြောင်းကိုတမ်းမတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ၂ဆက်မှာပါတီစိုဒီမိုကရေစီစနစ် ရှင်းတန်းစီဖို့အတွက်တမ်းမတော်အနေနဲ့၂၀၁၉ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်၂၀၂၀ပြည်နှစ်ပါတီစိုဒီမိုကရေစီအထူးရေကောက်ဖွဲ့မှာ အာနာယပါတီဟာအလွန်ရုပ်ဆိုးကြီးတန်းထားတဲ့ မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီလျော့ဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ရဘဲပါတီဆိုဒီမိုကရေစီစနစ်ပြင်းရင်းစည်းတဲ့မယိုးသားတဲ့နိုင်ငံရေးလွှတ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမရော်နေနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေနဲ့ကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလက်လျူရှုပြီးလွှတ်တော်ခေါ် နိုင်ငံတော်အာဏာကိုမတရားတဲ့နီလန်းနဲ့အာရမရယူဖို့လှုံ့ဆော်ခဲ့ကြတယ်။ဒါကြောင့်ထိုတံပရော်နေနဲ့နိုင်ငံတော်ကိုအရေးပေါ်အချိန်ကြီးကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထားဆောင်ခဲ့ရတာဖြစ်တယ်။ထိုတံပရော်နေနဲ့လွတ်လပ်ကြိုးပမ်းမှုကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတာဝန်ရေသုံးမောက်ကို ထိပါလာမဲ့အန်ဒီယန်တွေနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံ အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်လျှောက်တောင်းမှဖြစ်ကြောင်းပြောကြလိုတယ်ရဲဘော်တို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူလူထုရဲ့လူဝင်စံတဲ့နဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝါးရေးစနစ်တွေကိုဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်တွေမရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး၂၀၁၈ခုနှစ်မေလ၂၉ရက်နေ့မှာ အတီးပြုတ်ပြထားနိုင်ခဲ့တယ်။ဗစီဘုတ်ခြေကံဥပဒေဟာတဦးတယောက်အဖွဲ့စည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ဘဲနေပဲကန္နအသီးသီးကကိုယ်စလေတထောင်ကျော်ပါဝတ်နဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားညီလာကတရက်ကျင်းပပြီးဖက်တန်းခဲ့ရတဲ့တမိုင်းချောင်းအပေါ်များပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ်။ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်20ဆလုံးမှာတံပရော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံခြေကဥပဒေကိုကာကွယ်ဆောင်ရွက်ရန်အဓိကတာဝန်ရှိသူတို့ အတိအလင်းပြဋ္ဌာန်းထားတာတည်းညီဒုတံပရော်ဒီနဲ့၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကဥပဒေကိုကာကွယ်ဆောင်ရွက်လည်းရှိတယ်။တပ်ပြင်းနိုင်ငံတော်ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်6ဆလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံ၏ဥဆောင်မှုအခမ်းအနားတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နေရေးကိုအစဉ်ဒဇိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ကြီးဒုတပ်မတော်ဟာမြို့သားနိုင်ငံရေးတာဝန်ကိုလည်းကြီးမြှားထမ်းဆောင်ရရှိတယ်အမျိုးသားနိုင်ငံရေးဆိုတာပြည်တော်သူမပြိုကွဲရေးဒိုင်းရင်းသားစီလုံးညွတ်မပြိုကွဲရေးအချို့ချာအာဏာတည်တိုက်ခိုင်မဲဆိုတဲ့ဒုတာဝန်ယူသွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှိရှုပေါ်ဆောင်ဖို့ရည်ရထားတဲ့ ။ထာဝရတည်မြဲတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့တမ်းမတော်ကနိုင်ငံတော်စစ်ဘောအချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစုဖို့ဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ ဲ့ဒီအချိန်ကတွတ်တဲ့ကိုယ်စလဲလောင်းအချို့ဟာနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာသွေးထိုးလှုပ်စော်ပုံစော်လာခဲ့ကြတယ်။အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံး အကြမ်းဖက်မှုတွေချေချေပြက်ပြက်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲ့ဒါတွေတည်းတူနိုင်ငံတော်အချုပ်ကမလိုလားတဲ့ပြည်ပြက်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်တဲ့နိုင်ငံကြီးအကြက်တဲကိုပုံမှုချီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မမှသတင်းတွေနဲ့ဝါဒဖြန့်ချီမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလဲပနိုင်စေဖို့နဲ့ဝရဒီကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာသစ္စာမဲ့ကာ စွန့်ခွာသွားစေဖို့စုံစော်တာတွေလှုပ်ဆောင်ခဲ့ကြသလိုလက်ဖက်ကလည်းခံဟုတ်ချက်သဘောထားအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တတ်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခြင်းဖြင့်ပြည်သူတွေချားမှာအကြောက်တရားဆိုးမှုကြီးဆိုးလာအောင်ရည်ရချက်ရှိရှိလှုပ်ဆောင်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးမှန်းချက်ကိုလက်နက်ကန်အကြမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူစူးစမ်းလာခဲ့ခြင်းပဲဖြစ်တယ်။ ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုအခွင့်ကောင်းယူပြီး BDF အမေကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုးရေးနဲ့ဒီညီအေရှန်ကြီးပြပြအောင်ညီလာမောင်းသူတွေလှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေသူတို့အလိုကျပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမိရှို့ဖျက်ဆီးတာတွေနိုင်ငံမယ့်အဆောက်အဦလမ်းတရာရင်းနဲ့ ဖြစ်စီတာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲဖြစ်စီတာတွေစတဲ့အကျံဖက်လို့ရတီကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တရကအကျံဖက်လမ်းစဉ်ခြေသွုံးနေတဲ့အကျံဖက်တောင်းချသူတွေဟာသာဝရညင်းချင်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်ငယ်မြေလက်နေတဲ့နေဓာတစဉ်စီပင်ဝါရကိုသာခြေသွုံးလိုချင်တာကြောင့် ဒိုင်းတာစီတို့ညွညွရေးကိုထိခတ်တန်နေတဲ့အခြေအနေတွေဖြစ်ကွန်လာခဲ့ရတယ်နဲ့နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကြသူတွေရဲ့တိုက်ပွဲပေါ်ဆောင်လက်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံသိလို့မရတဲ့အတွက်တမ်ဘရော်တင်နဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်တင်နဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့် ယူသူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွမ်းပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲစွလွန်ဆွသားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုခြေပူစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလိုတယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့် ပြည်သူတို့ချင်းစီနဲ့တက်ဆန်ရလုံချိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလုံချိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလုံချိုးရေးစနစ်ကိုပေါ်ဆောင်လည်းရှိနေတယ်ဒီလိုဖုံးဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လုံချိုးရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်ဒါပြင်နိုင်ငံသားတိုင်းဟာ ိုင်ငံတော်ကာကွယ်စားလျှောက်ဖို့တာဝန်ရှိရတဲ့အညီသတ်မှတ်ထားတဲ့အသက်အရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပြီး အကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွှာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်း အတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူအတွေးအမြင်တူယုံကြည်ချက်ခံယူချက် တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တတ်မတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ချက်ရတက်အသီးသီးမှာကိုယ်စီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူ့စစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတက်ရနေတဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုထားဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ရှေ့မှာစီကံပြေဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးပြောင်းပြီးမှချက်နှစ်ရပ်ကို ခိုင်မာစွာအကောင့်တွေပေါ်ဆောင်ရွက်လေရှိနေတယ်။နိုင်ငံတော်ဆိုရကချမှတ်ထားတဲ့ ရငိုင်းရီမချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရတဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာက ပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေကမ်းတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအလုံးစီလုံးညွညွတ်စွာနဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်ထောင်စုစိတ်ဓာတ်ဟာ အတိတ်သမားရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရင်းခံဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုံမြင့်ဖြစ်တယ်ဒုနိုင်ငံမှာတိုင်းရင်းသားအလို့ဟာတမီတဲ့နေတရေတဲ့တောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရွက်လို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မီပြတ်မခွဲကြပဲအေဒူပူမြတသွေးတဲ့သသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်ဒီရှိဖို့အရေးကြီးဆုံးနဲ့လောအဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ် ပြည်ရင်အားသည်ပြည်တွင်းမှာသာရှိသည်ဆိုတဲ့စကားတိုင်းပြည်တော်စုပါ တိုင်းရင်းသားတွေအားလို့ရဲ့ဒီလိုညွညွမွန်အင်အားတွေနဲ့တူတညီလက်ညီအားလုံးဥပပပါဝင်ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြားလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်ထရေးလက်နက်ကိုင်ပြည်ပကချုပ်ငင်းရေးနဲ့ ာဝရညီချင်းရရှိရေးဟာအလွန်အရေးကြီးတယ်။ဒုတံဘော်တော်တွင်တဲ့ညီချင်းလုပ်ငန်းစဉ်တွင်တဲ့ပတ်သက်ရင်2008ခုနှစ်ဖွစီဘုံအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေတဲ့သဘောတူစာချုပ် NCA ပါသဘောတူညီချင်းတဲ့အတိုင်းဖြစ်နေတဲ့များအလေးထားလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်တနင်္ဂနွေလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးတင်တာမှုတွေကိုထောက်ရှုပြီး ဟာဗရာညဉ့်ကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတဲ့အတူတတွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကို နိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ဖိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနည်းလမ်းကိုသဘောပိုင်းပေါ်မှာတွဲဆုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံနိုင်မှာ ဖြစ်တာကြောင့်ငြိမ်းချမ်းဆွေးနွေးမှုတွေကို အမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီပွဲအုပ်ချုပ်ရေးကောင်စီနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်တာဝန်ထားဆောင်ခြင်းကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပါတီဆိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရဇူလိုင်ပြည်တရားမျှတတဲ့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်မှတ်ချမှတ်ထားတယ်။ ိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စစ်မောင်းအုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာကျွန်တော်ရှိခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများညဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လေ့ရှိနေတယ် ။ဒီနေ့အပြည့်ဆန္ဒမေးပေးပံခွင့်ရှိသူအားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူရားချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုဒီမိုကရေစီအထူးရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆောင်ရွက်နေတယ်။ရဲဘော်တို့တို့တံတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကြီးမားထမ်းဆောင်နိုင်ဖို့အတွက်တတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံ တစ္ဆာစီလုံးစီလုံးမှုသောဝေတုံးရဲ့ပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံရည်ချင်းတွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီကြည်နဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်သက်သာချာရေးနဲ့တိဆောက်စေတနဲ့တိဆောက်ဆိုတဲ့တတိဆိုင်လုပ်ငန်းကြီး၄ရက်နဲ့ကြီးတိဆောက်သွားကြမှာဖြစ်တယ်။တတိဆိုင်လုပ်ငန်းကြီး၄ရက်ဟာ တစ်ခုနဲ့တစ်ခုဆက်ဆက်လေရှိပြီးတတရွေလေ့ကျင့်မှုတွေဖန်ကံမယ်အိုးချုပ်ထမမှုတွေကောင်းမွန်မယ်တသက်ချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တိုင်းရက်တပ်ဖွဲ့တွေအပေါ်မှာခင်တွေ့တည်တာမှုတမရပေါ်မှာလေးစားယုံကြည်အားကိုးမှုတမရတဲ့နိုင်ငံတော်တဲ့ဆွလွန်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစေပါပဲဖြစ်တယ်အဲ့ဒီလိုစစ်တပ်ကောင်းတွေနဲ့အတူ စီလုံးညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတိစောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့ဒါဝန်တွေကိုကျေပွတ်သာထားဆောင်နိုင်မှာဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်လို့ဒုတက်မတော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထားဆောင်နေကြသူတွေဖြစ်တာကြောင့် စိတ်တကြခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်တကြခံမှုဆိုတာအနမကံအရှုံးမပေးခြင်းနဲ့စိတ်ထံကနေဖြစ်တယ်လာတာကြောင့်ရေဘော်တို့တွင်နဲ့တုံတိုက်တဲ့ကြာကကဲစိတ်တဒုက္ခကြီးကြအလံမလဲတဲ့စိတ်တတမ္ပရရဲ့အစင်လာကို အသက်ပေးဆောင်ထင်းလို့တဲ့စိတ်တဆရတဲ့တမ္ပရရဲ့စိတ်တတွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ္ပရကပေးရလာတဲ့တာဝန်တွေကို အသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထောင်းဆောင်နိုင်မှာဖြစ်တယ်။အဲ့ဒီလိုတောင်ဝန်ထောင်းဆောင်နိုင်ထောင်းဆောင်တဲ့အခါမှာဒုတက်မတော်ဟာစည်းကမ်းကို အခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူချင်းကိုစီစည်းကမ်းတိုင်းတဲ့မှုဟာအရေးကြီးတယ်။ဒုတက်မတော်ဒီနေ့အချိန်ထိမရင်မြန်ရည်တည်နိုင်ခြင်းဟာစည်းစည်းကမ်းကောင်းမှုမှုနဲ့မိန့်နယ်ကန်တတ်မှုတွေကြောင့်ပဲဖြစ်တယ်။ ို့တက်မတော်သားအားလုံးအနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝပခါဝပစိုးပမာမြဲမြံစွာဆောက်တွင်းကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြင်းစည်းကမ်းတွေလုံငန်းဝင်စည်းကမ်းတွေနဲ့နေပတ်ဆက်စည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထူးထူးတိုက်ခတ်မှု စီမင်း Rules of Engagement ROE တွေကိုလည်းတိကျစွာလက်နာကြဖို့လိုအပ်မယ်။ဒါကြောင့်ရေဘော်တို့တွင်လည်း စေတသိကကောင်းမှုပြီးဥပဒေကိုလင်းစားလိုက်တာတဲ့စိတ္တတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးနက်ထားမှာကြလို့တယ်ရပါလို့ရယူခြင်းခါးစားခြင်း ဆိုတာတက်ရှိတရဝါတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆုလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက် မိမိနိုင်ငံတော်နဲ့အချို့ချာအာဏာအတွက်မိမိအသက်ခန္ဓာကိုပေးလို့ဆွစားခြင်းဆိုတာကတော့အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုတန်ကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည်ပနေသူတွေဟာအများတကာလှုပ်ဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွလွန်ဆွစားမှုအပြစ်နဲ့ဆောင်ရွက်ကြတယ်လို့နိုင်ငံနဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲ မိမိရဲ့သက်ခန္ဓာကိုဆွန့်လွတ်တဲ့အထိကြံ့ခံတဲ့စိတ်ဓာတ်ပြောင်ပြောက်တဲ့သူရသက်တည်တွေနဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လို့ရှိကြတယ်ဒါတွေဟာစိတ်တော်ကောင်းတရားမှုမှာရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့ဓာတ်ရတဲ့စိတ်ဓာတ်တွေနဲ့နန်းတော်ကာကွယ်တော်ဝင်တို့ကိုစောင်းစားတယ်မှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွန့်လွတ်ခံရတဲ့တံပိုသားတွေမြန်မာနိုင်ငံရတဝန်ပွေတွေနဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကောင်းအာဇာနည်တွေဖြစ် အစဉ်အတိမတ်ပြုလေးစားဂုဏ်ယူကြောင်းပြောကြလိုတယ်။ဒါပြင်40သောရေးချက်သောတစ္ဆာကို နေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နှင့်လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားပေါ်ရာ အမျိုးသားကောင်းအမျိုးကောင်းတမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလိုတယ်။ ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာကြားလို့တာကတော့ည80ပြည့်တန်ဘရိုနေဦးတည်ချက်တွေဖြစ်တဲ့ဒုတာဝန်ရေသွမ်းပါကို အစင်အမြဲဦးထိပ်ပန်ဆင်ပြီးတန်ဘရိုရဲ့အဓိက လုံခြုံရေး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုတ်လုံခြုံတာဝန်တွေကို ကြာရခန်းကဏ္ဍမှအာသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လက်နက်ကင်ပြိပက္ခများချုပ်ငိပြီးစစ်မှန်သည့်ထားဝရငင်းငင်းရရှိရာဆောင်ရွက်ရာတွင်ဗိုလ်စည်းမှုခြေကဥပဒေ2008နှင့်တဏ္ဍာကလို့ပြစ်ကတိုက်ခတ်မှုရစဲသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝလာသောကြဲဝလာနေသည့်ဘေးအန္တရာယ်များမှ ကာကွယ်ဆောင်ရှောက်ရေးပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစည်းဝါးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပပေါင်းစွာက ကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီဆောင်ရွက်ပစ္စည်းပါက ရလပီတရားမျှတသောပါတီစိုဒီမိုကရေစီအထူးရေးကောက်ပွဲကျင်းပနိုင်တက်မတော်ကလိုအပ်သည်များကူညီဆောင်ရွက်ပေးရေးစတဲ့ဥတည်ချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တန်ဘောသားခေါင်းတွေဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာပါဝင်မှတ်တမ်းရေးထိုးသွားကြပါလို့အလေးနဲ့ထားမှာကြရင်ဤကုန်းချိုးလိုက်တယ်